ီနေ့ကတော့အစာပြေပဲစားစားထမင်းနဲ့ပဲစားစားအဆင်ပြေတဲ့အပေါင်းလေးတစ်ခုကိုလှုပ်ရှားပြလို့လာပြီးတော့လှုပ်ပြပေးထားပါတယ်ရှင်။ဝတ်သားမစားတဲ့လူတွေကတော့ကြော်သွားပေးပါနော်ဗီဒီယိုလေးကိုပထမဦးဆုံးဝတ်သားတွေကိုကြိတ်ဆက်လေးနဲ့ကြိတ်ထားပါမယ်ရှင်။ကြိတ်ထားပြီးသားဝတ်သားလေးတွေကိုတော့စားဟင်းခတ်မုတ်ပိတ်ငပြရဲ့အကြီးခယူးစီပြီးရင်တော့ထောင်းထားတဲ့ဂျင်ဂျာသွန်ဖြူလေးကိုအရင်ညှစ်ပြီးတော့အားလုံးကိုတမောက်တော့အောင်တေချာလေးနေထားပါမယ်ရှင်။ အိမ်မှာလှုပ်ရှားတာဖြစ်တဲ့အတွက်ကြောင့်မလို့လက်နေပဲနေထားပါရဲ့ရှင်။ပြီးရင်တော့ထေဦးလေးကိုစီလေးနှစ်စွန်းထည့်ပါမယ်ရှင်။ဂျင်းကျက်သွန်ဖြူလေးကိုပါထည့်ပြီးတော့စီတက်ပါမယ်။ပြီးရင်ကျက်သွန်နီလေးပါထည့်ပါမယ်။ကြိတ်ထားတဲ့ဝက်သားလေးတွေကိုလည်းထည့်ပါမယ်ရှင်။ဒီမှာတော့ဝက်ခောက်ကိုကြတော့ဒီလိုမျိုးအရင်ဆုံးပေါ့နော်စီတက်ပြီးတော့မှပြန်ပြီးတော့လှီးပြီးတော့ထည့်ပေါင်းမှဖြစ်ပါရဲ့ရှင်။ဒီတော့အဖုံးလေးအုပ်ထားပါမယ်။ရေလေးတွေခမ်းပြီးတော့စီလေးပြန်လာပြီဆိုရင်တော့ရပါပြီရှင်။ ူတက်ထားတဲ့ဝက်သားတွေရပြီဆိုရင်တော့ချက်ဥလေးလုံးကိုဖောက်ပြီးတော့ထည့်ပါမယ်ရှင်ဒီညမှာတော့ကြက်ဥကိုကိုကြိုက်တလောက်တော့သုံးလို့ရပါတယ်ရှင်ဝက်သားပေါ်မှာမူတည်ပြီးတော့ထည့်လို့ရပါတယ်အရသာဒွတ်စားနေငယ်ထထည့်ပါမယ်စားကိုလေဒီညမှာချိန်တော့ထည့်စီချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စားများလို့ရှင်တော့အရန်ညံသွားမှာဆိုလို့ပါပြီးရင်ရုပ်ကောင်းမှုတ်လေးအနေငယ်ဖြူလိုက်ပါမယ်ရှင် ဒါဆိုလို့ရှိရင်တော့အနံ့ရတာလေးတော်တော်လေးကိုမှုေးနေပြီပေါ့နော်ဒီနေရာမှာဆိုရင်တော့အားလုံးကိုတမသွားအောင်လူတိချာလေးမှုေးပေးပါရှင်ဒီချာလဲမှွေပြီးသွားလို့ဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်တော့ပေါင်းလို့ရပါပြီ။ပေါင်းမဲ့ဆိုရင်တော့ကိုပေါင်းမဲ့စလုံးတစ်ခုလေးကိုထည့်ပြီးတော့ပေါ့နော်။ wrapping လေးနေနဲ့ပိတ်ပြီးတော့ပေါင်းပါရဲ့ရှင်။နောက်ဆုံးမှာတော့အရန်ကိုစားကောင်းတဲ့ချက်ဦးဝတာပေါင်းလေးရပါပြီရှင်။ ။ဒါလေးကထမင်းနဲ့ပဲစားစားအချင်းလေးနဲ့ပဲစားစားအရန်ကိုစားလို့ကောင်းပါရဲ့ရှင်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်လည်းဟင်းချက်နည်းတွေကိုကြည့်ပြပါအောင်နော်။